ိတ်မိပြင်းတိုင်းမှာအမတ်တရားနှစ်ခုရှိတယ်။မြင်နေရတဲ့ယန်သူနဲ့ကိုမဟာပြူဟာထဲမှာပုပ်ပွက်နေတဲ့ယန်သူဆိုပြီးနှစ်မျိုးရှိတယ်။2025ခုနှစ်အခုနောက်ပိုင်းရောက်လာပြီးမြမတော်လာရေးအစိုးရပေးနိုင်တဲ့အခိုက်တက်တစ်ခုကိုကျွန်တော်တို့ရောက်ရှိနေပြီဆိုတဲ့အခြေအနေဖြစ်နေပြီ။ချုပ်ချင်းနိုင်ချင်းအပြောင်းအလဲဒါပေမဲ့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကအဲ့ဒါမဟုတ်ဘူး။ရန်သူရဲ့အင်အားနဲ့ဒီဖက်အင်အားနိုင်ရှင်တာမဟုတ်ဘူး။ ကိုဖက်ချန်က UNG တို့အခြေအနေကိုပဲထောက်ပြချင်းတာ NRA တို့ပါတို့လည်းဒါမျိုးတွေကြည့်ဖို့လိုတယ်။နောက်မေးချင်တာက UNG ရဲ့မဟာဗျူဟာပြင်ပပြပြပြားမပြပြထောက်ခံတဲ့လူတွေအများကြီးပဲရှိရှိအမားကြီးမားနေတဲ့အခြေအနေဖြစ်နေပြီလား။ဒါမှမဟုတ်ပြန်ဖက်ကထောင်ထားတဲ့ထောင်ချောက်တဲ့ကိုတန်းပြီးဝင်နေပြီလားမေးချင်နေတာ။အထင်မြင်တဲ့ပြောမှာမဟုတ်ဘူးအချက်လက်တွေနဲ့ပြောမှာနော် open source intelligence အချက်လက်တွေက UNG ထိုက်ချုပ်နယ်မြေလိုကြေညာထားတဲ့ area 80ကျော်ဆိုတာဟာလက်တွေ့မှာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့စစ်ရေးအရလွမ်းမိုးမှုရဲ့အောက်မှာပဲရှိနေတယ်ဆိုတာကိုပြသနေတယ်ဆိုလိုချင်တာက UNG ရဲ့အခိုင်အမာတဲ့အစိုးရတရရဲ့ထိုက်ချုပ်နယ်မြေဆိုတဲ့ဟာကတိုင်းသားအရေးအောက်မှာပဲရှိတယ်စကိုင်းအင်းတော့ခြိုက်တယ်လို့ပြောဒါရှင်းတာပဲဒါတစ်ချက် ဒီတော့အဲ့ဒီကွာဟာချက်ကဘယ်ရောက်ဆက်လဲဆိုရင်အဖြေကကျွန်တော်တို့အနာဂတ်ကိုပြန်ကြည့်လို့ပုံပေါ်လို့မြင်တယ်2021မှာမျော်လင့်ချက်တော့အများကြီးပဲပေးခဲ့ကြတဲ့တစ်ခုပြီးတစ်ခုမျော်လင့်ချက်တွေနဲ့2025ခုနှစ်အခုချက်ရောက်တော့လက်တွေ့အခြေအနေနဲ့2021နဲ့တအားကွာတယ်မဟုတ်လားတခြားစီပဲမဟုတ်လားဒီတော့ပြဿနာရဲ့အရင်ခံဟာကတိတွေပေးတာတွေနဲ့လက်တွေ့ရလက်ကွာဟာမှုပဲလေမဟုတ်လား ကရှင်းနေတာပဲဂတိတွေနော်မဆောက်ရဝခမန်ပေးတယ်လက်တွေ့ရလက်ကွာဟာမှုကပြဿနာအခု2021နဲ့2025အကုတ်ခါနီးကြည့်လိုက်ရှင်းနေအောင်ပေါ်တယ်နောက်တစ်ချက်က International Institute of Strategic Study ပေါ့ဒါကတော့သုတေသနသုတေသီအဖွဲ့တွေပေါ့ INSS 2025မှာ report တစ်ခုထွက်လာတယ် UNG လက်အောက်ခံ PDF တွေကအကောက်ဝဲတက်တွေပေါ့ဗျာအရေးအတွက်အားဖြင့် အများကြီးရှိတယ်ဆိုပေမဲ့ကြီးမားပေမဲ့သူတို့ရဲ့ထောက်ပို့မှုနဲ့လက်နက်တပ်ဆင်မှု80ရာခိုင်နှုန်းဟာ EAO တွေရဲ့ကူညီမှုအပေါ်မှာမိခိုနေရတယ်ဆိုလိုချင်တာကဒါဟာစေရေးအယအမိခိုကင်းတဲ့အခြေအနေမရှိဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရတာပဲနှစ်ချက်ရှိပြီနော်နိုင်ငံရေးအယအနေမြေဟာ EAO ရဲ့အရေးလွှမ်းမှုစေရေးအယလိုအပ်တဲ့တပ်ဆင်မှုတွေထောက်ပံ့မှုတွေအားလုံးဟာ EAO ရဲ့ ရှစ်ဆက်ရခိုင်တို့ပတ်သက်နေတယ်မိခိုနေရတယ်မိခိုကင်းတဲ့အခြေအနေကိုပိုင်လက်လက်ဆက်ရုပ်ကြည့်ဆက်ရုပ်နဲ့မရှိဘူးဟုတ်တယ်နောက်တစ်ခုတစ်ချိန်တည်းမှာပဲဟိုတနေ့ရတယ်ပြောခဲ့ပါတယ် UNR ဆုတ်ထုတ်ပြန်ချက်မှာပါတာကပြည်တွင်းနေရ Soc 5 2 IDP အရေးအတွက်တောက်သက်မှ5တန်းကျော်သွားပြီအဲ့တော့ဆိုရင် UNG ရဲ့နော်လူသားချင်းစာနာမှုအကူအညီပေးရေးစွမ်းဆောင်ရေးဟာအဲ့ဒီလိုအချက်ရဲ့30ရောက်ခိုင်နှုန်းတောင် ဖြစ်စည်းပေးနိုင်စွမ်းမရှိဘူးဒါလည်းမှန်တာပဲ သွန်ခွနေရဆုတ်ဖောက်ဆစ်လျှောက်နေရတဲ့3.5တန်းရှိပြီးတဆက်ရခိုင်နှုတ်တော်မှာကုညီကဲဆက်ဖြစ်စည်းမပေးနိုင်ဘူးလို့တားချက်ကုညီဒါလည်းအမှန်ပဲလေဒါအချက်လက်တွေပြောတော့နော်စက်တင်ဘာလ2025 UNHCR ရဲ့ report မှာပါတယ်ဒီတော့ IUG ဆက်ရခိုင်နှုတ်တော်မှာဖြစ်စည်းကုညီပေးနိုင်စွမ်းမရှိဘူးပြီးတော့ရှင်းရှင်းပြောရရင်ယုံကြည်မှုဆိုတာဒေါ်လာရေးတစ်ခုရဲ့ငွေကြေးအဲ့ဒီငွေကြေးဟာအခုတန်ဖိုးလောကအကျဆင်းသွားပြီနောက်တစ်ခုက ပထမဦးဆုံးနိုင်ငံရေးဖက်ကကြည့်ပါပြဿနာရဲ့အရင်ခံဘာဖြစ်လဲဆိုရင်တရားဝင်မှုပေါ့ legitimacy ကိုဘယ်လိုတိဆောက်တယ်လဲဆိုတော့ကနေစတာ AUGO ပြပတွေအမြင်တယ်လို့ပေါ့အထောက်ဝန်းရံတဲ့လူတွေမြင်တယ်လို့သူကိုယ်သူတနင်္ဂနွေရဲ့အစိုးရပုတ်ဖို့တယ်လက်တွေ့မှာတော့သူရဲ့အဓိကဆုံးဖြတ်ချက်တွေဟာဗမာနိုင်ငံရဲ့အတိုင်းဝိုင်းကိုတော့ဘဟုပြုနေတယ်ဆိုတဲ့အမြင်ဟာတိုင်းသားတွေကြားမှာခိုက်ခိုက်မှမှအကောင်းနေစေပဲ ဆိုတော့ပြောတဲ့အချက်မှန်မှန်ဘူးလားဗမာဗဟုပြုသုံးဖြတ်ချက်တွေဟာဗမာကိုစားပြုအစိုးရပုံစံမျိုးထင်နေတဲ့အမြင်ဟာတိုင်းရင်းသားတွေကြားမှာခိုင်ခိုင်မာမာအကောင့်နေဆဲပဲငါတို့နဲ့မဆိုင်ဘူးမင်းတို့မင်းတို့ဗမာကိုစားပြုအဲ့လိုဖြစ်နေတာလေနောက်တစ်ခုကအဲ့တော့ကပဲတော်လန်ရေးရဲ့အဓိကအင်ဂျင်ဖြစ်တဲ့တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုဓာတ်ရိုက်ထိခိုက်စေတဲ့မဟာဗျူဟာမျိုးအကင်စာဆက်တစ်ခုဖြစ်နေတယ်ဗဟုလည်းပြောထားတယ်တကယ်တကယ်ကအလုံး နားလည်ထားတာကဗမာဗဟိုပြုအစိုးရလို့ဖြစ်နေတယ်။တနင်္ဂနွေလို့အစိုးရလည်းလက်ရှိပဇာအနေမချဘူး။နော်အဲ့လိုဖြစ်နေတာ။ဒီတော့သူတို့ပြောတဲ့အစဖက်ဒရယ်ဒီမိုကရေစီစကလောက်တအားလာတယ်။လက်ရှိအခြေအနေမှာတော့အဲ့ဒါရဝေးတယ်။ EU တွေတောင်းဆိုတာကရှင်းတယ်။လက်တွေ့ကြတယ်။ကိုယ်ပါပြတ်ထားခွင့်နဲ့အာနာခွဲဝေမှုရဲ့အနှစ်သာရအဲ့ဒီနှစ်ခုကနီးလည်းမနီးသေးဘူး။ဝေးပဲသေးအလန့်ဝေးနေစဲ။ နော်ဒီတော့ဒုတိယအချက်ကစေရေး military lens ပေါ့ဗျာဒါကဘာလို့ဆိုလိုလဲပြပြမှာဆိုရင် MA base စနစ်ကနှစ်ခုဖြစ်နေတာ PDF တွေကဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်ကြောက်ကြတိုက်ခိုက်ရေးရဲ့ hit and run ပေါ့ဗျာပြစ်ပြစ်ပြီးတော့အများများဆုတ်ဖောက်ထွက်ပြေးရတယ်နော်အဲ့လိုမျိုးတိုက်ရတဲ့အခြေအနေမှာကျွမ်းကျင်လာတယ်အဆင်ပြေလာတယ်ဒါပေမဲ့တမရွေးချက်စစ်ကိုမတက်နိုင်ဘူး whole and ကိုဗန်လို့ခေါ်တဲ့အနမည်တိုက်ပိုက်အုပ်ချုပ်ခြင်းဆိုတာကပို့ပြီးတော့ဝေးတယ်အာနန်းနေတော့ပဲသိ PDF ကြီးပဲအနမည်ကိုတိုက်ပိုက်မယ်ထိတ်ချုပ်မယ်ဆိုတော့အာနန်းနေတယ်တခြားအခွက်တွေနဲ့လုံးဝတော့မပြတ်တတ်ဘူး EO တွေကသူတို့အနမည်တွေကိုထိတ်ချုပ်နိုင်တယ်ဒါပေမဲ့ NUG ရဲ့နိုင်ငံရေးဦးဆောင်မှုကိုအပြေအဝါလက်မခံဘူးဘာလို့လဲဆိုသူတို့ကဘမလိုပဲထင်ထားတာကိုဒီတော့ဒီနေရာမှာအကြောင်းအကျိုးကျတော့ဆက်ဆက်ပြမယ်စေရေးအယအနမည်မထိတ်နိုင်ဘူးဆိုရင်အုပ်ချုပ်ရေးရန်တရားမတိဆောက်နိုင်ဘူး ိုတိုင်တိုက်ပြီးကိုတိုင်ထိန်းနိုင်မှအုပ်ချုပ်ရန်တရားတည်ဆောက်နိုင်တယ်အဲ့ဒီအုပ်ချုပ်ရေးရန်တရားမတည်ဆောက်နိုင်ဘူးမရှိဘူးဆိုရင် legitimacy လည်းတရားဝင်မှုဟာလည်းမခိုင်ပါဘူးအားလည်းတစ်ချက် legitimacy မခိုင်ပါဘူးဆိုရင်နိုင်ငံတကာကအတိမတ်ပြုမှုနဲ့အကူအညီအပြည့်ဝမရနိုင်ဘူးဒါဟာတန်တရားလည်နေတဲ့အချက်တည်းပဲလေကျွန်တော်ပြောတဲ့ UNG ရဲ့ strategic crisis ပဲလေရှင်းရှင်းလေးပဲပြန်ပြောပြမယ် เนาะစေရေးအရနာမည်ကိုเนาะ whole and govern လို့ခေါ်တဲ့တိတ်ပိုက်ထိတ်ချုပ်နိုင်တဲ့စွမ်းမရှိဘူးပြီးရင်တိတ်ပိုက်ထိတ်ချုပ်နိုင်မှတော့ပဲအုတ်ချုပ်ရန်တရားတည်ဆောက်နိုင်တယ်အဲ့ဒါလည်းမတည်ဆောက်နိုင်ဘူးမတည်ဆောက်နိုင်တော့အုတ်ချုပ်ရန်တရားမရှိရင် legitimacy မခိုင်ပါဘူး legitimacy မရှိရင်နိုင်ငံတကာကလည်းအတိမတ်မပြုတ်ဘူးအပြေးဝအကူအညီမပေးဘူးနောက်တတိယအချက်ကတော့ပထဝီနိုင်ငံရေးဖိအားတွေအမြန်မာနိုင်ငံမှာရှိတယ် အပေါ်မှာအောက်ထားတာတွေကဒီလိုမျိုးရိုးရိုးရှင်းရှင်းလေးပဲမြင်ရတာပြီးတော့အပတ်ထဝီနိုင်ငံရဲ့အထက်ကိုထည့်ရတယ်ယူကရိန်းစစ်ပွဲကိုကြည့်ပါဇလန်စကီးဟာနိုင်ငံတကာထောက်ခံမှုကိုရတာကသူဟာကီကီယက်မှာရပ်တည်ပြီးတော့အုတ်ချုံနိုင်စွမ်းကိုပြနိုင်ခဲ့လို့နော်နေမည်အုတ်ချုံနိုင်စွမ်းမပေးဘူးငါတို့ခန့်တိုက်မယ်ဆိုတာကိုပြလို့နောက်တစ်ခုကဒါတဘောတရားပြောတာအနောက်နိုင်ငံတွေကဒီမိုကရေစီကိုထောက်ခံခြင်းနဲ့ဆိုရင်တောင်မှထောက်ခံခြင်းပေမဲ့ သူတို့တွေထောက်ခံမဲ့ဒီမိုကရေစီသူတို့တွေတကယ်တကယ်တမ်းရင်းနှီးမြှုပ်နှံမဲ့ဒီမိုကရေစီဆိုတာလဲတည်ငြိမ်မှုရမှဖြစ်တာ UNG ဟာတည်ငြိမ်မှုကိုပေးနိုင်တဲ့အင်အားစုအဖြစ်မပြနိုင်ဘူးเนาะအထိတ်တန်ရင်ဒီကာလမှာဒီလောက်ဆိုရင်ငါတို့ဟာတည်ငြိမ်ပြီးတော့ဒီမိုကရေစီရတဲ့အခြေအနေတခုကိုစ조사နေပါတယ်ဆိုတော့ခိုင်ပါတဲ့တက်တည်မပြနိုင်ဘူးဒီတော့ဟိုကပေးတဲ့အကူအညီမလောက်ဘူး ဲ့ချိန်မှာတရုတ်နဲ့အိန္ဒိယတို့ဟာတဖြည်းဖြည်းလက်တွေ့ကျကျပုံပြီးပါဝင်တယ်။ UNG မဆက်ဆံဘူးမတည်ငြိမ်ဘူးလည်းမှန်တယ်။နော်အခြေတန်လို့စစ်အာဏာရှင်ပြုတ်ကျဝိုင်းလာမှာဘာမှမသိတဲ့နိုင်ငံဖြစ်မှာ။ UNG မဆက်ဆံဘူးလက်တွေ့ကျတဲ့ EU တွေနဲ့တိုက်ရိုက်စကားပြောတယ်ဘာဖြစ်လဲ။ရှင်းရှင်းပြောရင် UNG ကနိုင်ငံတကာဇက်ခုံမှာအစိုးရတရားဖြစ်အတိမတ်ပြုဖို့တောင်းဆိုတယ်။နော်ဥကြုံမိုးထုံးတို့ဘာလို့ထားရလဲထားလိုက်ဒေတာတွေအင်အားကြီးတွေက အဲ့ဒါတွေစိတ်ဝင်စားဘူး။နေဇာပတိပခါကိုစီမံခန့်ခွဲတဲ့သူပြဿနာမရှာအောင်ပြဿနာကိုစီမံတဲ့သူလိုပဲမြင်ကြတယ်။ဒီတော့အခုပြောခဲ့တဲ့အချက်လက်ခတ်ခိုင်းမှမဟုတ်ဘူးပြန်ပြီးတော့အချက်၃ချက်ဖြစ်နိုင်ချေပေါ့တကယ်တော့ UNG လုံးမဲ့ဆိုရင်အကောင်းဆုံးဖြစ်နိုင်ချေကအတွင်းပိုင်းမဟာပြူဟာပြန်လည်ချိန်ကြီးဖို့လိုတယ်ဘယ်လိုလဲဆိုရင်ဒါဒါတော့မဟုတ်နော်တနေ့နေ့လောက်လောက်ရမှာ လက်ရှိ UNG ရဲ့ထိုက်တန်းခေါင်းဆောင်မှု ဖြစ်နေတဲ့နော်ဗဟိုဖြစ်နေတဲ့အာနာခေါင်းဆောင်မှု ပုံစံကိုဆွန့်လွတ်လိုက် EO တွေနဲ့ဒန်းတို့ကြီးတို့အာနာခွဲဝေရေးအခြေခံတဲ့ Federal ပုံစံမျိုးကိုအစ်တတစ်ခုဖွဲ့စည်းဖို့လိုတယ်ဒါကတော့အကောင်းဆုံးခြေနေပေါ့သူကသူဘက်မှာကိုစားပြုအစိုးရပုံစံနဲ့ပဲတော်တော်ပေါ့ဗျာအဲ့တဘောပြောတာလက်ခံချက်မကခံချက်တပိုင်းတော့အဲ့လိုမျိုးအခြေအနေဆိုရင်တော့အကောင်းဆုံး Federal ပုံစံဖြစ်သွားမယ်အဲ့မှာပဲနောက်တစ်ခုက ဲ့လို Federal Council မျိုးเนาะ Federal Council ပဲရှိမှ NUG မရှိဘူးဆိုတာမျိုးဖြစ်လာရင်အကျိုးဆက်ကတော့เนาะကာလရှိတခုမှာအဲ့ဒီ Federal Council ကိုတရုတ်ရောအနောက်အုပ်စုတွေရောတနေ့နေ့လောက်အကြောက်မှာဆိုရင်စူးစမ်းမှုရအတိမတ်ပြုတဲ့တည်ငြိမ်တဲ့ Federal နိုင်ငံဟိုအခြေခံတဲ့စနစ်တခုပေါ်လာတယ်လို့ပြောလို့ရတယ်။တိုင်းသားတွေနဲ့ Federal Council ဖွဲ့ထားလို့နောက်တစ်ခုဖြစ်နောက်ဖြစ်နိုင်တဲ့တခုကတော့အစိုးရကတော့ UNG ခုပုံစံတိုင်းဆက်သွားနေတေချာပေါ့ ျွန်တော်ပြောရဲတယ်ပြုတ်ပွဲမှာတဖြည်းဖြည်းအယူဂျီပြုတ်ပြောင်းလဲမလုံနိုင်ဘူး EO တွေကမလုံမလဲရှင်းတာပဲသူ့လမ်းသူ့ရွေးမှာပဲမဟုတ်လားသာသူလမ်းသူပဲရွေးမှာပေါ့ IUG အတွက်ငါတို့တွေထိတ်ကြပြုပြပေးကြရမယ်ဆိုတာမျိုးမရှိပါဘူးသူကသူပြောကြလိမ့်မယ်ဒီတော့ဒါကသူတို့အလုပ်လေတော်လိုင်းကြီးဟာအောက်စုအငယ်တွေနဲ့နီးရစုပြီးတော့ပြုတ်ကွဲသွားလိမ့်မယ်ရလအကျိုးဆက်ကတော့မြန်မာပြည်ဟာအဆုံးနိုင်ငံကိုနော်တေချာဘောက်ကိုပေါ်ထွက်လာမှာ ဘာဖြစ်လာမလဲမူရီစီဝါနဲ့လက်နဲ့မောင်ခိုးနေတဲ့ကြားဖြတ်နေတဲ့အိုးတကယ်မောင်ခိုးရဇဝက်ဂိုင်းလို့ဖြစ်သွားမယ်ရဇဝက်နဲ့မြည်မြန်မာနိုင်ငံဖြစ်သွားမယ်တကယ်ကအဖြစ်နိုင်ဆုံးအခြေအနေတစ်ခုရှိပါတယ်6လလောက်ဆိုရင်အကြက်တဲနဲ့အပေးယူပေါ့ဗျာလက်တွေ့ဖိအားတွေကြောင့် IUG ဟာအဓိက EO တွေကိုနိုင်ငံရေးစစ်ရေးအာဏာတွေတိတိတတ်တတ်ခွဲပေးရလိမ့်မယ်ထင်တယ်ဒါဟာပြုတ်ကွဲမဲ့အရေးကနေကောက်ွယ်ဖို့နောက်ဆုံးအခွင့်အရေးတစ်ခုပဲ။ လက်ရှိ UNG ဟာဖိအားတွေဝိုင်းပေးလာလို့ကျွန်တော်တို့တွေပြင်ဆင်ပြောဆိုနိုင်လို့အဓိကတိုင်းသားခေါင်းဆောင်တွေကို နိုင်ငံရေးစစ်ရေးအာဏာတွေတိတိတတခွဲပေးလိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားလိမ့်မယ်။ဟာဟာပြုတ်ကွဲမဲ့အရေးကောက်ွယ်ဖို့နောက်ဆုံးအခွင့်အရေးပဲဒီထက်ကောင်းတဲ့နီလန်းလည်းမတွေ့ဘူး။ UNG ရဲ့အာဏာနိုင်ငံရေးအာဏာစစ်ရေးအာဏာကိုအောင်မြင်နေတဲ့ AO တွေခွဲပေးလိုက်ရင်ခင်ဗျားတို့လည်းအသက်ကက်စီဖြစ်လိမ့်မယ်။ မဟုတ်တော့သွားမှာပဲလက်ရှိချိန်ထိတော့ပြည်ထရေးကာကွယ်ရေးနိုင်ငံခြားရေးအားလုံးအားလုံးအားလုံး UNG တရားထက်ကြိုင်လားအဲ့တော့က UNG အတွက်ပြောတာမဟုတ်ဘူးတိုင်းပြည်နော်တစားစီမဖြစ်အောင်အကြက်တဲလေးအပေးယူတွေစက်တာနဲ့မညှိဝါအောင်ဆိုပြီးပြောတာအဲ့ဒီတစ်ခုပဲရှိတယ်ထွက်ပေါက်ကွာ